်မင်္ဂလာပါမျိုးတွေကျမမဘုဒ္ဓမာသီပါရှင်ဒီနေ့နောက်29ခုနှစ်မေ26ရက်နေ့ဖြစ်ပါတယ်ဒီနေ့ကျမတို့ဒေတာမှာမိုးရွာတယ်မိုးတွင်းမှုမိုးရွာတာပါဆန့်လေမိုးတွင်းမှုမိုးရွာတာမဆန်းပေမဲ့ကျမတို့အမိနိုင်ငံတော်ကြီးနာမကျန်းဖြစ်နေတဲ့အချိန်မှာတော့ထူးဆန်းနေရှင်ဒီနော်ကဘာကူလာတမကယူဝန်အိုချာရဲ့ထုတ်ပြန်ချက်ရမြန်မာနိုင်ငံမှာနေရဲဆုံးခွာနေရတဲ့ဘေးဒုက္ခတွေဒုက္ခတွေပေါင်း3.5တန်ရှိတယ် မြန်မာနိုင်ငံမှာလူဦးရေတန်း30လောက်ကအရေးပေါ်လူသားချင်းစာနာမှုအခုညီလိုအပ်နေတယ်မြန်မာနိုင်ငံမှာကလေးတန်ငယ်ပေါင်း900တန်းလောက်ကပညာသင်ကြားခွင့်ဆုံးရှုံးနေတယ်ချက်ပြပြောဦးမယ်မြန်မာနိုင်ငံမှာမိမိတို့နော်တိုက်ပွဲတွေကြောင့်စစ်ပွဲတွေကြောင့်မိမိတို့ရဲ့အိုးအိမ်နေရဲ့စွန့်ခွာရတဲ့အိုးမဲ့အိမ်မဲ့ဘေးဒုက္ခတွေပေါင်း3.5တန်းရှိတယ်အဲ့ဒီစစ်ပွဲတွေနဲ့ငလျင်ပြီးနောက်ဆက်တွဲအကျိုးဆက်ကြောင့်လူသားချင်းစာနာမှုအကူအညီလိုအပ်နေတဲ့လူဦးရေတန်း20ရှိတယ် မြန်မာနိုင်ငံမှာကလေးတငယ်ခွန်နှစ်တန်းခန့်ပညာသင်တာခွင့်ဆုံးရှုံးနေတယ်။ဒါဆိုရင်အခုလိုမိုးတဲ့ရေထဲမှာအဲ့ဒီလိုအိုးမဲအိမ်မဲနဲ့စိတ်ပိဒုက္ခတဲ့တွေဘဝဘလောက်တောင်ခက်ခဲကြက်တဲကြမလဲ။ဘလောက်တောင်ဆင်းရဲဒုက္ခရောက်မလဲ။ငလင်းပိဒုက္ခတဲ့တွေရောဘလောက်တောင်ဆင်းရဲဒုက္ခရောက်ကြမလဲ။အော်ကျမတို့ကတော့ဟာညာဘက်တွေမိုးရွာလို့ရှိရင်မိုးရွာတာကောင်းတယ်မိုးရွာလို့ရှိရင်ညာဘက်အိတ်ကောင်းတယ်ဆိုပြီးတော့အေးချမ်းတဲ့ဒေတာငင်းချမ်းတဲ့ဒေတာတွေမှာတော့ညာဘက်မိုးရွာရင်ပျော့တယ်ဘာလို့လဲဆိုတော့အိတ်ကောင်းလို့ဒါပေမဲ့ အဲ့ဒီစစ်ပေဒုက္ခတွေစစ်မဲ့ဖြစ်ပေါ်ရဒေတာမှာရှိတဲ့လူတွေအကုန်လုံးကတော့ညာဘက်မိုးရွာမှာသူတို့တွေကြောက်နေကြနေမိ။နော်ဒီနေရာမှာရွေးချယ်ကြနောက်ခုရှိတယ်။အတူတူချက်ချက်ငယ်ငယ်နေမလားအတူတူ ခွေးတွေဝက်တွေတည်မလားဒါကမာတင်လူသားကင်းနော်လူမဲကောင်းတော်မာတင်လူသားကင်းပြောခဲ့တဲ့စကားအတူတူချက်ချက်ငယ်ငယ်နေမလားအတူတူခွေးတွေဝက်တွေတည်မလားတဲ့ရွေးချယ်ကြနောက်ခုရှိတယ်။ဆိုတော့ကျမတို့ကဓပြဟောင်းကြီးတွေဖွင့်ပြီးတော့ တိုင်းနာခွင့်ရလူချင်းတယ်ဘာမှလူမျိုးကြီးဘွာတော့ကိုတိုက်ဖြစ်မယ်ဘာမှတွေကကျွန်တော်တို့ကိုနှိပ်ဖိနှိပ်နေတယ်ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တဲ့အတိုင်းပင်လုံစာချုပ်ပါပါတဲ့အတိုင်းကျွန်တော်တို့ကနော်ခွဲထွက်ခွင့်လူချင်းပါတယ်ပြီးနေလူချင်းပါတယ်ကိုပါအုပ်ချုပ်ခွင့်လူချင်းပါတယ်ဆိုတဲ့တပြားဟောင်းကြီးတင်နဲ့290လောက်အတူတူခွေးတီဝက်တီတီးခဲ့ကြပြီးပြီဒါဆိုရင် င်းလုံးစာချုပ်မှုပဲနဲ့ပင်းလုံးစိတ်တဲ့နဲ့စီးလုံးညီညွတ်ချင်း unity estate လို့ခေါ်တယ်စီးလုံးညီညာအောင်ချောင်းဖျားဝမ်းသာစင်ရွယ်ဒူအောင်ပွဲဆိုရဲပင်းလုံးစာချုပ်နဲ့အတူတူချစ်ချစ်ခင်ခင်နေကြရအောင် အတူတူချစ်ချစ်ခင်ခင်နေမလားဆိုရဲလမ်းသက်ကိုဖောက်ဖို့လိုပါတယ်လမ်းသေးဖောက်ရမယ်ချင်းဖြစ်တယ်အခုမိုးရေရွာတယ်နိုင်ငံမှာစစ်ပေးဒုက္ခတွေစစ်ပေးဒုက္ခတွေရောဒီစစ်ပွဲကိုတိုက်နေရတဲ့တပ်မတော်သားတွေလည်းပဲမိုးရေရေတဲ့ဒုက္ခတွေရောက်ရတယ် တစ်ဖက်ကနိုင်ငံတော်ကိုလက်နက်ကိုင်ပုံကန်နေတဲ့အကြမ်းဖက်သမားတွေလည်းဒီမိုးရေထဲမှာဒုက္ခရောက်ကြရတယ်အားလုံးဟာစစ်ဆိုတာပျက်စီးခြင်းသဘောကိုဆောင်းနေစစ်ပွဲမှန်သမျှပျက်စီးရပျက်စီးကြမယ်အခု KNU နဲ့မြေနော် KNU တပ်မအတင်တပ်မနဲ့ဆိုရယ်နေမြေတွေမှာစစ်ပိတ်ဒုက္ခတဲ့တပ်တန်းရှိလူတပ်တန်းရှိကျွန်တော်တို့ချင်းပြည်နယ်မှာတပြည်နယ်လုံးပေါင်းလို့လူဦးရေ၄သိန်းပဲရှိတယ်။အဲ့ဒီမှာနိုင်ငံချင်းပြည်နယ်တပြည်နယ်လုံးလူဦးရေရဲ့၂သိန်းဝယ်လောက်ဟာအိုးအိမ်ဆုံးခွာနေရဲ့ဆုံးခွာပြီးထွက်ပြေးနေကြရတယ် ကြားပြည်နဲ့တပြည်နယ်လုံးပေါင်းလို့လူဦးရေ၄သိန်းမရှိဘူး။သို့တော့ကြားပြည်နဲ့တပြည်နယ်လုံးလူဦးရေ60ရာခိုင်နှုန်းမှာစစ်ပေးဒုက္ခတွေပေါ်ရောက်နေကြရတယ်။ဒီနေရာမှာချွင်းချက်ဒီနေ့နော် MDA မိုင်းလာဦးဆိုင်နေလို့ ਨੇ ကျွန်တော်တို့တက်မတော်ကောင်းတော့နာဆာကဥက္ကရာနဲ့ရွှေတိကန်ဒေသမှာတွေ့ဆုံဆွေးနွေးပြီးတော့နော်မိုင်းလာကိုယ်တည်းလေငယ်ငယ်ကိုယ်တည်းဖွဲ့နေတွေ့ဆုံဆွေးနွေးပြီးတော့နော်ဖွံ့ဖြိုးရေးတွေငင်းချမ်းရေးတွေအဲ့ဒီဒေသမှာရှိတဲ့ကလေးတငယ်တွေကြားမာရေးပညာရေးစသည်ဖြင့်ဆွေးနွေးကြတယ် လက်နက်ကင်ဖွဲ့ခြင်းတို့တို့မိုင်းလာဒေတာမှာအေးချမ်းတယ်မိုင်းလာဒေတာမှာဆေးပိဒုက္ခတွေမရှိဘူးမိုင်းလာဒေတာမိုင်းလာခေါင်းဆောင်နေတယ်လက်ရှိကျမတို့နာဆာကဥက္ကရာခေါင်းဆောင်နေဒီနေ့မှာရွှေတိကန်ဒေတာမှာတွေ့ဆုံဆွေးနွေးကြတယ်ဒါပေမဲ့ကြီးမိုက်ကြီးတွေဖြစ်တဲ့ KNU နယ်မြေမှာတွားကြည့်ဆေးပိဒုက္ခတွေတပန်းတိရှိတယ်ဆိုတော့ကျမတို့ဒေတာကကျမတို့နိုင်ငံကြီးကဘူးလေးရာဖလုံဆင့်နော်ဘူးလေးရာဖယုံဆင့် စတေးဖြစ်လို့လူတွေကဒုက္ခရောက်ရတာတမျိုးရေကြီးလို့ဒုက္ခရောက်ရတာတမျိုးငလင်တန်းသိမ့်လို့ဒုက္ခရောက်ရတာတမျိုးဘေးဒုက္ခမျိုးစုံတွေရောက်နေကြရတယ်။ဒါကြောင့်မလို့မာတင်လူသားသခင်ရဲ့စကားကိုငှားပြီးပြောရင်အတူတူချစ်ချစ်ခင်ခင်နေမလားအတူတူခွေးသေးဝတ်သေးသေးမလားဆိုတဲ့အနာခက်ကိုကျမတို့ဆုံးဖြတ်ရမယ်။ကျမတို့လူငယ်တွေအနေနဲ့အထူးသဖြင့်ပြောရဲဆိုရဲတဲ့လူငယ်တွေပြောသိမ့်တဲ့လူငယ်တွေအထူးသဖြင့်ပညာတတ်တဲ့လူငယ်တွေအထူးသဖြင့်တမ်းမြေကိုအမှန်တကယ်ချစ်တဲ့လူငယ်တွေအနေနဲ့က င်းလုံးစာကြုံမဟုတ်ဖ ೇನೆ ပင်းလုံးစိတ်တက်ကိုဆွဲကင်ပြီးအတူတူချစ်ချစ်ခင်ခင်နေကြမယ်လမ်းတစ်ကိုဖောက်ရမယ်အချိန်ဖြစ်ပါတယ်။နောက်ဆက်လို့တရင်အကြောင်းအရာအနေနဲ့ကရှေ့နေရကကျွန်မပြောခဲ့ဘူးတဲ့။နော်အမေရိကန်ထောက်ပံ့ရေးအကူအညီတွေကဘင်္ဂလားဒေ့ရှ်ကနေတဆင့်ရခိုင်ကိုတိုက်ရိုက်ပေးမယ်အစီအစဉ်ကိုဘင်္ဂလားဒေ့ရှ်စစ်ဦးစီးချုပ်ဝါကာဥစမန်ကနေပြီးတော့ နော်သွေးဆုံးသောဈေးညက်စီမံကိန်းကိုအလိုမရှိဘူးရက်ဆိုင်ဖို့သတိပေးခဲ့ရတဲ့ဆိုတဲ့အကြောင်းဒီတဲ့ရင်ကကနေဦးကြားရှိရတဲ့တဲ့ရင်ဖြစ်တဲ့အတွက်အတီးပြဖို့လိုတယ်ဆိုတဲ့အကြောင်းကိုကျွန်မပြောခဲ့တယ်ဒီနေ့အတီးပြနိုင်ပါပြီနော်ဒီနေ့မှာဆိုလို့ရှိရင်သူတို့နိုင်ငံမှာတဲ့ရင်စာတွေကမ္ဘာမီဒီယာတွေကိုယ်တိုင်ကရေးသားဖော်ပြလာပြီးဖြစ်တယ်နော်ဘင်္ဂလားဒေ့ရှ်ဦးစီးချုပ်ကနေပြီးတော့သူတို့ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့အချုပ်အခြာအာဏာမြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာကိုထိပါပြီးတော့အမေရိကန်ကတရုတ်ကို နော်နိုင်ငံရေးကစားလို့တဲ့အတွက်လောက်ကွက်တွေဖြစ်တဲ့အတွက်ဒီဥစ္စာတွေကိုဒီတွေးဆသောဈေးညံစီမံကိန်းကိုရပ်တန့်ဖို့ဆိုပြီးတော့တည်ရဝင်သတိပေးကြေညာလိုက်တဲ့အကြောင်းနဲ့ဘင်္ဂလားဒေ့အာဂျာပြက်ခေါင်းဆောင်ယွန်းတို့အရာတို့ကနေနှုတ်ထွက်မယ်ဆိုတဲ့အကြောင်းကအတီးဖြစ်ပါပြီကျမတို့အတွက်သတင်းကောင်းဖြစ်ပါတယ်နောက်ထပ်သတင်းကောင်တစ်ခုကတော့เนาะကျမတို့ပြည်တော်စုလွှတ်တော်ကတရားလွှတ်တော်ချုပ်เนาะဒေါက်တာသေးတာဦးနဲ့ရုရှားနိုင်ငံကိုယ်စားလှယ်ဖွဲ့ရုရှားတရားရေးရာဝန်ကြီးချုပ်တွေ့ဆုံပြီးတော့ เนาะအာ ICJ လိုမျိုးကိုနိုင်ငံတကာတကားနေပြီးတော့တရားစွဲဆိုမှုတွေကိုအပြန်အလှန်ကာကွယ်ပေးဖို့အကူအညီပေးဖို့အတွက်ရုရှားမြန်မာနှစ်နိုင်ငံသဘောတူလက်မှတ်ရေးထိုးကြောင်းကြားသိရပါတယ်။နောက်ထပ်သတင်းကောင်းတစ်ခုကတော့လက်ရှိမှာဆိုလို့ရှိရင်46ချိန်မြောက် ASEAN စည်းဝေးကျင်းပနေတယ်။မလေးရှားနိုင်ငံကလေကြောင်းဥက္ကဋ္ဌနော်အာဆီယံလက်ချောက်ကလာလုပ်ပြီးအင်ရှင်ဖြစ်ချင်းမှနေတဲ့46ကျင်းမြောက်အာဆီယံထိပ်သီးစည်းဝေးကိုကျမတို့နာဆာကကိုယ်စားလှယ်ဖွဲ့သွားရောက်ပြီးတော့ တက်ရောက်လျက်ရှိပါတယ်ဒီနေရာမှာเนาะအာဆီယံလက်ကျဥက္ကဋ္ဌမလေးရှားနိုင်ငံကเนาะကျွန်တော်တို့မြန်မာနိုင်ငံကိုလူသားချင်းကူညီမှုစာနာတွေစာနာထောက်ထားမှုတွေကိုပေးအပ်ဖို့ဆိုပြီးနိုင်ငံတကာကိုတိုက်တွန်းတာရှိတယ်လို့ထိုင်းနိုင်ငံရဲ့နိုင်ငံသားရေးဝန်ကြီးကမြန်မာနိုင်ငံကိုနိုင်ငံတကာအနေနဲ့တန်ရေးတမန်ရေးနဲ့လူသားချင်းစာနာမှုအကူအညီထောက်ပံ့ရေးတွေပေးအပ်ဖို့အတွက်မြန်မာနိုင်ငံရဲ့နာဆာကအင်ဆောင်အစိုးရနဲ့ပုံမှုထိတွေ့ဆက်တံဖို့ဆိုပြီးတော့ထိုင်းနိုင်ငံသားရေးဝန်ကြီးကတိုက်တွန်းပြောဆိုခဲ့တဲ့ တင်ကောင်းနေကျမတို့နိုင်ငံတကာမျက်နှာစာမှာနိုင်ငံတကာရဲ့တန်ခိတမန်ကြီးမှာခြေလွမ်းတက်တက်နဲ့မြင်တွေ့နေရတယ်ဆိုတဲ့အကြောင်းလေးနဲ့တင်ကောင်းပြေးကြပါမယ်